95ခုနှစ်နိုဝင်ဘာလ9ရက်တောက်ကြနေ့အတွက်ခုနှစ်သားမီးအားလုံးတို့တဲ့ numerology ကဏ္ဍပင်ရင်းရကတော့အခွင့်အလမ်းကောင်းတွေရမယ်နေပါပဲခီးကိစ္စတွေအောင်မြင်မယ်ငွေပိတ်ကိစ္စတွေပြင်လဲသွားမယ်နေဆက်တို့နိုင်ငံခြားတို့အဝေးကြီးတို့ရောက်နေတဲ့သူတွေဆရာသတင်းကောင်းကြားမယ်မိမိဆောင်ရွက်နေတဲ့အလုပ်ကိစ္စတွေအတွက်အောင်မြင်ဖို့လမ်းစာတွေပေါ်လာနိုင်မယ်ငွေကြေးခက်ခဲတာတွေအားလုံးကပြင်လဲသွားနိုင်မယ် တင်မှတ်ထားတဲ့အကူအညီပေးမဲ့သူတွေကို့အတွက်အကျိုးပြုမဲ့သူတွေနဲ့ဆုံတွေ့ရတတ်ပါတယ်ဒီလိုနည်းမျိုးမှာမိမိရဲ့ကံအထွတ်ထိပ်ကိုရောက်ဖို့အခွင့်အရေးရောက်ဖို့ဆိုရင်တော့ခொနည်းသားမီးအလုံးကံကောင်းမှုအတွက်ဆိုရင်တော့မနေ့စောစောမှာဘဂဝါဆိုတဲ့ဂုဏ်တော်ကိုအချိန်ချင်းပွားထုံပြီးတော့မျက်နာသိချင်းအဖြစ်ထူးခြားသောအခွင့်အရေးရပါနိုင်မယ်ဒီနေ့အတွက်ပညာသင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူတွေအားလုံးအနေရကင်းဖို့ဘေးရှင်းဖို့အတွက်ဆိုရင်တော့မနေ့စောစောမှာ လက်ဖက်ရည်နှစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆုတောင်းသွားလိုက်ပါခင်ဗျာဒီနေ့ဘွားမီးရှုတန့်တဲ့ဘွားမြင်တဲ့ရင်သွေးရတနာရီအတွက်ကတော့မဟာဘုဗေဒနီယတောက်ကြနေ့ဘွားရာဇဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ခင်ဗျာရာဇလူသဘောအရဩဇာနာကြီးမားကြမယ်ရင်သွေးရတနာများဖြစ်ကြပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ကတော့ကျန်တာပရိဂျူဟာအာကောင်းဆုံးရောက်နေတာဖြစ်တဲ့အတွက်ဒီနေ့မှာ မြတ်စွာဘုရားရှင်ကိုပန်းအစ်စ်တွေလဲလူခြင်းဖုံးเจ้าတွေမှာပန်းလဲလူခြင်းဘုရားစီတီတွေတောင်းရှိတောင်းမှာပန်းတွေကတ်လူခြင်းနဲ့အတူမိဘဆရာသမားနောက်ကကြီးခဲ့တဲ့သူတွေအလုံးတို့အတွက်အဝတ်အထည်နဲ့ကြော်ချင်းအဖြစ်တိတိတသာတနစ်တာလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့တော့အကျိုးပေးစိုးမိုးကဏ္ဍကတော့ငါးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းဖို့အတွက်ဆိုရင်တော့ပတ်စံအိမ်ထဲမှာတွေ့ချင်းကလေးတစ်ခုရေမွေးဆွပြီးဒီနေ့ဆောင်ထားလိုက်ကြပါခင်ဗျာ ဇေယောင်းကောင်းမှုတက်ကတော့ဆိုင်းရှင်းမျက်နှာသာကိုမျက်နှာမူးပြီးညီပဲလော်ဆိုင်းဇေယောင်းကောင်းမှုတက်ဆူတောင်းလိုက်ပါခင်ဗျာ အမှုအခင်းကြုံနေတဲ့သူတွေရှိရယ်ဆိုရင်လည်းပဲအမှုကြုံနေတဲ့သူတွေအတွက်ညောင်မင်းကိုရည်သွန်းလောင်းရင်အခက်ခဲတွေလွတ်မြောက်ပါစေဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေအတွက်လည်းဒီလိုနည်းမျိုးမှာဓာတ်စာဖြစ်နေပဲနုသို့မဟုတ်နွားနုအနှဲငယ်ကိုဇတိတောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းပါခင်ဗျာအချင်းမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအစဉ်ပြေဖို့လို့တွက်ကြတော့ တိလရှင်ဆရာလေးတပါးပါးကိုအသီးသုံးမျိုးလှူပြီးဆူတောင်းလိုက်ကြပါခင်ဗျာ